မင်္ဂလာနနက်ခင်ပါကျမ်းမာချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်ဒီဘက်ပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ30ဒီဂရီရှိတယ်လို့ခန့်မှန်းရှိနေပါတယ်ဒေရုရည်သွေးကတာမန်ဖြစ်ပါတယ်တနေ့တာလုံးတွေနေရာနှံ့ပြားမိုးတစ်ချုံရွာနိုင်ပါတယ်မြင့်ဆုံးပူချိန်ကတော့28ဒီဂရီရှိမှာဖြစ်ပါတယ်နေ့စဉ်ဝိပ္ပုချင်းလင်းပြ ။အဝင်ဘာလ3ရက်တနင်္လာနေ့2025ကမန်တော်တို့သည်ဟောပြောနှင့်သောစကားများကို အောင်မေ့ကြလော။ဒီကချက်ရှင်ယူရဩဝါဒစာမခွန်အာယူဇာများအပိုင်း3ဖတ်ရန်ကြံကြက်ရှင်ယူရဩဝါဒစာခန်းကြီး၄ခန်းငယ်34မှ39အာရမစင်သက်၍ခုနှစ်ဆက်မြောက်သောသူအေးနောက်ကသာဝရဖျားသည့်ခတ်သိမ်းသောသူတို့ကိုတရားစီရင်တော်မူ၍ မတရားသောသူတို့သည် မတရားသဖြင့်ပြုသောအတ္တမမှုရှိသည်များတို့၏အပြစ်ကို၎င်းမတရားသောလူဆိုးတို့သည်ဘုရားသခင်ကိုပြစ်မှား၍ပြောသောကြမ်းတမ်းသောစကားရှိသည်များတို့၏အပြစ်ကို၎င်းဖော်ပြခြင်းကအတိုင်းမသိညာစွာသောမိမိတန့်ရှင်းသူတို့နှင့်တကွကြွလာတော်မူလိမ့်မည်ဟု ပရောဖက်ပြု၍ဟောပြောလေ၏ထိုသူတို့သည်ဤတန်း၍ပြစ်တင်သောသူ ကိုတတ်မဲ့ခြင်းတိုင်ကျင့်သောသူ ထောင်လွှားသောစကားကိုပြောတတ်သောသူကိုကြိုးစည်းပွားကြောင့်သူမျက်နာကိုထောက်ထားခန့်ညာတတ်သောသူဖြစ်ကြ၏ရှစ်သူတို့နောက်ဆုံးသောကာလ၌မိမိတို့မတရားသောတတ်မဲ့ခြင်းတိုင်ခြင်းနေ၍ပြည့်ရဲ့ပြုတ်တတ်သောသူတို့သည်ပေါ်ကြလိမ့်မည်ဟုငါတို့သခင်ယေရှုခရစ်တမန်တော်တို့သည်ဟောပြောနှင့်သောစကားများကိုအောင်မေကြလောထိုသူတို့သည်တင်ခွဲသောသူဝိညာဉ်တော်နှင့်ကင်းသောဇာတိပဂတိလူဖြစ်ကြ၏ ရောမဩဝါဒစာခန်း36ခန်းငယ်39ဤကိုယ်တို့တင်တို့ခံရပြီးသောဆုံးမဩဝါဒနှင့်စန့်ကျင်ပေဖြစ်သောတင်ခွဲခြင်းမှားယွင်းခြင်းအကြောင်းကို ပြုတတ်သောသူတို့ကိုမှတ်၍ရှောင်ကြလောဟုငါသတိပေ၏ဒီနေရာမှာရောရှင်ယူဒသည်အေနောက်ရဲ့ပရောဖက်ပြုချက်ဖြစ်တဲ့မတရားတဲ့သူတွေကိုဖျားသခင် စီရင်မဲဆိုတဲ့အကြောင်းအရာကို ပြန်ကိုးကားပြုတော်မှာသတိပေးထားတယ်ဖျားသခင်စီရင်တဲ့အခါမှာ မတရားတဲ့သူတွေဟာ မတရားသဖြင့်ပြုတဲ့အတ္တမအမှုရဲ့အဖြစ်တွေကိုခံရမယ်။လူဆိုးတွေဟာဘုရားသခင်ကိုပြစ်မှားပြီးတော့မှ ပြောခဲ့တဲ့ကျမ်းနဲ့စကားတွေအဖြစ်ကိုဖော်ပြပြီးစီရင်ဖို့ရန်အတွက်အတိုင်းမသိများစွာသောတန့်ရှင်းသူတွေနဲ့ပေါ်လာလိမ့်မယ်လို့ပရောဖက်ပြုခဲ့တဲ့အကြောင်းကို ပြန်လည်ကိုးကားဖော်ပြတယ်။လူအများစုကဘုရားသခင်ရဲ့စီရင်ခြင်းကိုပေါ်ပေါ်တန်တန်ထားပြီးတော့မှနေကြတယ်ဒါကိုသတိပြုဖို့ဖြစ်ပါတယ်။ မတရားသဖြင့်အာရမပြုခြင်းနေဘုရားသခင်ကိုထောင်လွှားစော်ကားခြင်းနေရဲ့ပြစ်ကိုစင်ချိန်မှာခံရမှာဖြစ်တယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့သူတို့တွေနဲ့လည်းခပ်ဝေးဝေးမှနေပြီးတော့မှကိုယ့်ရဲ့တက်တာမှာဘုရားပေးတဲ့ခွန်အားနဲ့ဘုရားပြည့်တမာတရားတိုင်းသက်ရှင်မှုရန်ဖြစ်တယ်။စင်ချိန်ခံမဲ့သူတွေကတော့သူတို့ပြစ်ကိုသူတို့မသိဘဲနဲ့ဒါမှမဟုတ်စင်ချိန်ကိုအလေးနဲ့မထားဘဲနဲ့သူတို့လှုပ်ရှားစီတာကိုဆက်လုပ်ပြီးတော့မှထောင်လွှားစော်ကားမာနကြီးနေကြတယ်။ ဆက်လက်ပြီးသူတို့ရဲ့အကျင့်တွေကိုဖော်ပြတဲ့အခါမှာသူတို့တွေဟာညီတန်းပြစ်တင်တတ်တဲ့ကျော်ရရဲ့ပြစ်ကိုမြဲတမ်းချီနှောင်ထားပြီးတော့မှပြစ်တင်ပြီးတော့မှ ပြောဆိုတဲ့အရာမျိုးဖြစ်တယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်ဇာတိတက်မဲ့ခြင်းတိုင်းသက်ရှင်ခြင်းကြံနေထောင်လွှားစော်ကားတဲ့ဇာတ်ကို ပြောတတ်တယ်။ကိုယ့်အကျိုးစီးပွားကြောင့်သူများကိုထောက်ထားပြီးတော့မှ မျက်နှာလိုက်တတ်တဲ့သူဖြစ်တယ်။ဒီလူတွေအားလုံးလည်းဘုရားသခင်ရှင်မှာတစ်ချိန်မှာစီရင်ခြင်းခံရမှာဖြစ်တဲ့အတွက် တို့ကိုသတိနဲ့ရှောင်ကြဉ်ဖို့ရန် ဖြစ်တဲ့သင်ခွဲတဲ့သူတွေရှိပါတယ်ဒါတွေကိုကျွန်တော်သတိပြုပြီးတော့မှ ဆောင်ရှားဖို့ရန်စံစာကသတိပေးထားပါတယ်ရှင်ယူဒန်ဆက်ပြောတာကတမန်တော်တွေသတိပေးထားတဲ့အတိုင်းပဲနောက်ဆုံးမှာကိုယ့်ရဲ့တရားတိုင်ကျင့်ပြီးတော့မှပြည့်ရဲ့ပြုတတ်တဲ့သူတွေပေါ်လာလိမ့်မယ်ဆိုတာကိုသတိပြုဖို့ရန် ဖြစ်တယ် တို့တွေဟာတင်းခွဲတဲ့သူတွေဖြစ်တယ်ဝိညာဉ်ပကတိမရှိဘဲနဲ့ဇာတိပကတိနဲ့အသက်ရှင်ကြတဲ့သူတွေဖြစ်တယ်ဆိုတာကိုသတိပြုပြီးတော့မှသူတို့ကြောင့်ကိုယ်တင်းခွဲခြင်းနဲ့မဖြစ်ဖို့သတိပြုဖို့ရန်နဲ့သူတို့ရဲ့ပြောဆိုကျင့်ကြံတွေနောက်ကိုလိုက်မသွားဖို့ရန်သူသတိပြုအသက်ရှင်ကြဖို့ရန်ဖြစ်ပါတယ်ဆက်လက်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာဘုရားသခင်မနေ့တိုင်းယူနာရတိတ်ကိုခံရတဲ့ ကိုရဲသစ္စာတော်ကြီးမြတ်ကြောင်းကိုဝန်ခံပါရယ်။ဒါသမဲ့အပြစ်အားလုံးကိုလည်းဝန်ချတောင်းပန်ပါရယ်။ပြစ်တို့ကိုဖော်ပြတောင်းပန်ရင်းပြစ်တို့ကိုလွတ်ရမြတ်မကပြစ်ဒုစရိုက်ရှိသည်များနှင့်ကင်းစင်စေခြင်းကဘုရားသခင်သည်ဖြောင့်မတ်ခြင်း၎င်းသစ္စာ၎င်းပြည့်စုံတော်မူရယ်ဆိုတဲ့အတိုင်းပဲအရမ်းပြစ်တွေကိုကိုတော်လွတ်ပြီးဖြစ်တဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။ပြစ်တရားရဲ့ချီးနှောင်မှုများလည်းလွတ်မြောက်စေဖို့ကောင်းကြီးပေးပါ။သူတစ်ပါးကိုချီးနှောင်ထားရယ်မှတ်တေးထားရတယ်လည်းအားလုံးကိုလည်း ရှေရှောဘရမလွတ်လိုက်ပါれကိုရရှင်ဖပြသာမန်ပြစ်ကိုလည်းလွတ်တော်မူပါအောင်ဒတရားနဲ့ရှေလာမဲ့တတမှာဘုရားမကြိုက်တဲ့ຢာတွေကိုမလောက်ဆောင်မပြောဆိုမကျင့်ကြံသောသူတွေတည်တည်ဖြစ်စေဖို့ကောင်းကြီးပေးပါကိုရရှင်မှာသာမန်ရဲ့ဒုစရိုက်ဖြစ်တွေကိုဝန်ချလက်တောင်းလျှောက်တဲ့အခါမှာကိုရရှင်နာညောင်းလက်သာမန်တကွာသာမန်ပြည်ကြီးကိုတက်တာစီပါစံတာစီပါလူမြရရတဲ့ခွန်ကိုရရှင်ပြင်ဆင်ပေးပါ ယခုစေယုံစေကတယောက်ကုသလည်းရှိတဲ့သူတွေအားလုံးလည်းပဂတိကျမ်းမှာတက်တာပြောက်ကင်းစေယုံနေစေကနေမှာဆင်းရတော့ခွင့်ကိုပေးပါကုသနိုင်ပဲနဲ့အိမ်မှာကုလည်းရှိတဲ့သူတွေလည်းဉာဏ်ဆုံးကျမ်းမှာတက်တာပြောက်ကင်းရဖို့မာဇသနာတော်မူပါယခုခေတ်ကြီးမှာဗာယောဂါမှာထမဖြစ်စေဖို့ဘုရရှင်ကောင်းကြီးပေးပါနာရီယောဂတည်းများယောဂတက်တာစေပါဒူးနာခါနာတဲ့သူတွေတက်တာစေပါ တန်ဆွမ်းတဲ့သူတွေမကျမ်းမာတဲ့သူတွေတန်ရတဲ့သူတွေအားလုံးလည်းတက်တာပြောက်ကင်းကျမ်းမာရတဲ့ခွင့်ကိုကိုရရှင်ပေးသနာရမှုပါယခုမိုးရီလီကြီးထဲမှာတော်ရတောင်ထဲမှာပြေးလွားပုန်းရှောင်နေရတဲ့သူတွေအားလုံးကိုရရှင်ကြီးစုကြွားတော်မူပါသူတို့ထဲမှာရှိတဲ့မတန်ဆွမ်းနေမကျမ်းမာတဲ့သူတွေကိုဝန်ဆောင်မိခင်တွေတက်ကြီးရတွေသူသဖြင့်ကြီးစုကြွားတော်မူပါသူပေါ်မှာဘာဒုက္ခမှမတရောက်စေဖို့ကိုရရှင်ရဲ့လက်တော်ဖြင့်သူပြင်ဆင်ကြွယ်ကားပါ ဇာတိဥရုကြောင့်သူတို့တွေဒုက္ခမရောက်စေဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါစိတ်တန်ရာတွေမရစေဖို့ကလေးငယ်တွေဘုရောစိတ်လွလွလန်းနဲ့အငြိမ်းချမ်းတဲ့လုံလုံချုံချုံနဲ့သွားနိုင်ဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါသူတို့ကြံဆွေးမိနိုင်တဲ့သာသနာ့မတွေးတောနိုင်တဲ့ကောင်းကြီးငြိမ်သက်ခြင်းတွေဖြင့်သူတို့ကိုပြေဝစေတော်မူပါ မာပြည်ကြီးကိုလည်းကိုရရှင် ကောင်းကြီးပေးပါ မတရားမှုတွေအတ္တမမှုတွေအကြံဖက်မှုတွေ အားလုံးမှာတာရမုတ်ကိုလွတ်မြောက်စေပါဒီရာကိုပြုတ်နေတဲ့သူတွေကိုလည်းကိုရရှင်လက်တော်သို့အပ်ပါれကိုရရှင်ဆုံးမတော်မူပါဘုရားလူသက်ကိုတန်ဖိုးထားနိုင်တဲ့ခွန်အားအသည့်ဉာဏ်ပညာတွေကိုကိုရရှင်ပြင်ဆင်ပေးပါဘုရားလက်တော်သို့အပ်နိုင်ပါれတရားသဖြင့်ပြုတဲ့သူတွေအားလုံးကိုကိုရရှင် ကောင်းချီးပေးပါငြိမ်သက်ခြင်းပေးပါလုံးကြုံချင်းပေးပါအောင်မြင်ရသောခမျာကိုပေးသနာတော်မူလေမြတ်ပြည်ကြီးကိုစံသာငြိမ်သက်စေပါမည်အကြောင်း ။ခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုမြှပြုလျက်တနာခံဆုတောင်းကြပါရစေဗျာ။အာမင်။